အားလုံးမင်္ဂလာပါအများကြီးတောင်းဆိုထားကြတဲ့မဝယ်နိုင်လို့ rose မယ်ဆိုတဲ့အစီအစဉ်အပိုင်းနှစ်ကနေကြိုဆိုလိုက်ပါတယ် Okay 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 အားလုံးပဲဆက်လျှော့ကြပါဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတော့နောက်ဆုံးပေါ့နောက်ဆုံးထွက်ခဲ့တဲ့ထွက်တာသိမကြသေးတဲ့ပစ္စည်းတွေကကျွန်တော်တတ်နိုင်တဲ့ငွေပမာဏမှာရှိတဲ့ပစ္စည်းလေးတွေကိုအဓိကထားပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပစ္စည်းလေးကတော့ LV Tambu Tambu Tambo fuck တမ်ဘိုးဘူရှီရိုအော်တိုမတာ နိုင်လေးဖြစ်ပါတယ်ပြီးခဲ့တဲ့လမှာထွက်ထားတာဒီဇိုင်းလေးလည်းလှတယ်ဒီမှာအထဲမှာလည်းအယုတ်ကလေးလည်းပါတယ်အရောင်လေးကလည်းမစိုးဘူးသူ့ရဲ့ဈေးလေးကလည်းကျွန်တော်တက်နိုင်တဲ့ range မှာပဲရှိပါတယ်သူကဒီနိုင်တစ်လုံးမှာဒေါ်လာ9,500ပါတော့မှာအဲ့တော့မြန်မာငွေနဲ့တွက်ရင်အော်တိမ်ပေါင်း3,300ပဲရှိတယ်နိုင်လေးတစ်လုံးဖြစ်ပါတယ် ော့ဒီဈေးလေးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်သွားထားသားထွက်လာဖို့ဖို့လေအဆင်ပြေတယ်ဒါပေမဲ့ဒီနိုင်မှာအဓိကပြဿနာရှိနေတာကတော့ဒီနိုင်ကြီးကကြေရှားကြည့်ပါသူကလက်တံတွေမပေါ့ဘူးဘယ်ကနေဘလို့နိုင်ယူကြည့်ရမလဲဆိုတော့ကျွန်တော်တို့နားမလည်ဘူးကျွန်တော် Google လဲခောက်ပြီးတော့မကြည့်ချင်တော့တဲ့အတွက်ဒီနိုင်ကြီးဘလို့မျိုးကြည့်ရတယ်ဆိုတော့လက်ရှိချိန်ထိမတည်သေးဘူးโอเคနောက်တစ်ခုကတော့ cross ပါအဲဒီ cross မပေါ့ဘူးဒီ cross ပါဒါလေးက Gabajo Jewelry Company Shawowski နဲ့ cross နဲ့ collaboration လုပ်ပြီးထုတ်ထားတဲ့ special edition ဖက်နှက်ဖြစ်ပါတယ်ဒီဖက်နှက်ကတုံးစံအတိုင်းပဲဒါ bay cross လို့ခေါ်တဲ့ main clay တွေစီးဖို့အတွက်အတီးတန့်ထုတ်ထားတဲ့ဖက်နှက်ပေါ့နော်အောက်မှာစိုးအထွေးပဲဈေးလေးကလည်းတိတ်ပြီးတော့မစိုးပါဘူးဒေါ်လာ250ဆိုတော့မြန်မာငွေ73သိန်းလောက်ပဲရှိတယ်ဒါပေမဲ့73သိန်းကဖက်နှက်မရပါဘူးဖက်နှက်ပုံမှန်တက်တဲ့ဒီဟာလေးရဲ့ ဈေးဒီဟာလေးပဲ73တိန်းကရမှာပါတကယ်ဖက်နှက်ရဲ့ဈေးကတော့ဒေါ်လာ1200မြန်မာငွေ350ကျော်လောက်တဲ့ဖက်နှက်ဖြစ်ပါတယ်ရေချိုးခန်းစီးလို့ကောင်းတယ်ဆိုပြီးတော့နာမည်ကြီးတဲ့ဖက်နှက်လေးတွေပါနောက်တစ်ခုကတော့တိတ်မကြခင်ထွက်လာတော့မယ်ဆိုတော့ Justin Bieber ရဲ့ brand သစ် Skyline ကက်ကက်ကက်ထွက်တော်မထွက်သေးတော့ဘာလို့ rose မှာလဲမရဘူး rose မှာပဲ Justin Bieber သူ့ရဲ့အရင် brand Drew House နဲ့ပြဿနာတက်လာတဲ့ပုံပါပဲ Drew House ကိုလုံးဝမဝင်တော့ဆိုပြီးတော့ Instagram မှာတင်ထားတယ်ပို့ပြီးဆိုးတာကျွန်တော်တို့ထပ်တော့မှ Rooster ပို့ပြီးတော့ကြမ်းသေးတယ်ဒီ Drew House အိမ်ကြီးတိမ်လုံးကိုမီးရှို့ပြချပြီးတော့ထွက်လာတဲ့ AI နဲ့လုပ်ထားတဲ့ video ပါသူ့ရဲ့ mind team မှာတင်ပူးတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ brand အသစ် Skylight ကတိတ်မကြခင်မှာထွက်တော့မယ်စိတ်ဝင်စားဖို့ကောင်းတာပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်ဆိုတော့ဒီတစ်ခေါက်သူထွက်လာမဲ့ Skylight မှာ joint ထည့်တောက်လို့ရတဲ့ phone cover တွေပါတယ် joint ဆိုတာတော့ကျွန်တော်တို့ wig ကိုလိတ်ပြီးတော့အဲ့ဒါလေးထည့်တောက်လို့ရတဲ့ ဖုန်းကိစ်ပါတယ်ဒါလေးကတော့စိတ်ဝင်စားစရာပဲရေချိုးကန်းစည်းဖက်နယ်လေးလည်းပါတယ်အိမ်နေစည်းဖက်နယ်လေးလည်းပါတယ်နောက်ပြီးတော့မျက်နှဖုံးတွေလည်းတွေ့ရတယ်သူ့ရဲ့ Instagram တစ်ခုလုံးလည်းဒါတွေပြည့်နေရတယ်ပေါ့နော်ဒီတည်းကစိတ်ဝင်စားစရာကောင်းတဲ့ဖုန်းကဘာနဲ့မျက်မှန်လေးပေါ့နော်မျက်မှန်လေးကရွယ်စားလေးကမဆိုဘူးဆိုတော့နောက်တစ်ခုကတော့ social media တွေကိုအရန်ဆွဲနေတယ် social media ဖျက်ချင်တယ်ဆိုပြီးတော့ပြောတဲ့သူတွေအတွက် Lite Phone 3လို့ခေါ်တယ်ဒီဖုန်းမှာကဖုန်းတိတဲ့အဓိကအသုံးပြုဖို့အတွက်ပဲ ပါတယ် internet browser တွေ social media apps တွေဘာတစ်ခုမှ သုံးလို့မရတဲ့ရိုးရိုးရှင်းရှင်းလုံးဝ simple ဖြစ်တဲ့ ဖုန်း၄ပါမယိုးရှင်းနေတာကတော့သူ့ရဲ့ဈေးပေါ့နော်ဆိုတော့ဒီဘာမှမပါတဲ့ဒီဖုန်း၄တောင်းဆန်ဆန်ဖုန်း၄ရဲ့ဈေးကဒေါ်လာ800နဲ့ရောင်းနေအဲ့တော့ minimalist အရင်ဖြစ်တဲ့ဖုန်း၄ရဲ့ဈေးက minimalist ဖြစ်မနေဘူးလို့ပြောရင်တော့ရတယ် social media မတုံးဖို့အတွက်ဒီဖုန်းကိုဝယ်ဖို့အရင်ဆုံးကျွန်တော်တို့ကကြောက်ကြတဲ့ချင်တော့ရောင်းရဲပုံပါလဲတွတ်ရှိနေတယ်နောက်ဆုံးတစ်ခုကတော့ပြီးခဲ့တဲ့လမှာအသစ်ထွက်လာတဲ့ Rolex ကစီရီအသစ် Landrail ဖြစ်ပါတယ်ဒီနိုင်ကမြင်တဲ့အတိုင်းပဲလှပါတယ်တော်လေးလှပါတယ် လာတဲ့ပြင်သူ့မှာတခါတည်းပြဿနာတွေလည်းတွဲပြီးတော့ပါလာရပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ land dweller ထွက်လာပြီးနောက်ပိုင်းမှာအလိုလိုနေနဲ့ Tissophia is ဝယ်ထားတဲ့သူတွေက throw ခံရပါတယ်။လောက်ဒီ throw ခံရလဲဆိုရှင်ကဘာကျော် high beast လို့ magazine ကသူတို့ရဲ့ Instagram အကောင့်ကြီးမှာတင်ပြီးတော့ဟိုဒီလိုမျိုး throw တော့ခံခဲ့ရတယ်။ throw ခြင်းစရာကောင်းလောက်အောင်လဲဒီနိုင်နှလုံးကသွားပြီးဆင်နေပေါ့နော်။ဟိုလိုလိုနေနဲ့ PA သမားတွေက land dweller မတက်နိုင်ရင် PIH လေးတုံးလို့ရရဆိုတော့ဘောကိုရောက်သွားတယ်ဈေးလေးတွေကလည်းသူကတုံးထားတဲ့ကြိုးတွေ material တွေပုံမူတည်ပြီးတော့ဒေါ်လာ1400လောက်ကနေဒေါ်လာ3000လောက်ထိရှိပါတယ်အဲ့တော့ဒါလေးတွေကတော့ဒီလာပိုင်းမှာထွက်လာတဲ့နောက်ဆုံးပေါ်ကျွန်တော်တို့ခင်ဗျားတို့တက်နိုင်တဲ့ဈေးဝင်းရင်မှာရှိတဲ့ပစ္စည်းလေးဖြစ်ပါတယ်အဲ့တော့ဒီတစ်ရက်ဝယ်မယ်ဆိုတော့ပစ္စည်းလေးတွေရှိရင်လည်း comment မှာတော်လို့ရပါတယ်ကျွန်တော်ကတော့ခုန Justin Bieber ရဲ့ Skylight မျက်မှန်နဲ့ဒီ Land Rover လေးကိုတော်တော်ဒီကြရပါတော့